နာမည်ကိုတုံးချကစီးပွားပြည့်လှူစားနေတဲ့သူပေါ်စင်ရင်မှန်နဲ့တုံ့ပြန်ခဲ့တဲ့မနောပြိသက်များရှင့်မနောကတော့နေပြိသက်တွေသာမကမြန်မာတနိုင်ငံလုံးကပြိသက်တွေကိုတချင်းကောင်းကောင်းလေးတွေနဲ့ဖန်ဆားနိုင်ခဲ့ပါရင်အညာဒေသကြိုက်တချင်းတွေလိုအနေခံရတဲ့တချင်းတွေကိုလူငယ်တွေပါဇက်ဖျားမှာပါဆွမ်းရောင်ထိကြိုးစားနိုင်ခဲ့တာပါနိုင်ငံကျော်အောင်မြင်ခဲ့ပြီမြေမနောကအကျိုးဆက်ကိုမခံစားဘဲသခိုင်းမှာဖျားဆင်းလူတော်ရင်းရောင်းရင်အေးချမ်းစွာဖျက်တမ်းနေတာပါရှိုးပွဲတွေလိုက်စုံကတလကို300ချီရှာနိုင်ပြီမြေမရှာတော့ဘဲပုံမှန်ပေါ် လေးမှသာဖြတ်တန်းနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်မှာတော့မနောကခင်းသွားခဲ့တာဖြစ်ပြီးအဝေးပြေးလမ်းမမှာသူ့နာမည်နဲ့လှူစားနေတဲ့ကိုရဆိုင်တဆိုင်ကိုတွေ့ရှိခဲ့တာပါလမ်းမပြီးမှကိုရဆိုင်တဆိုင်ကမနောဆိုတဲ့နာမည်နဲ့ကိုရရောင်းနေခဲ့တာပါနိုင်ငံကျော်မနောဆိုတဲ့နာမည်ကိုအတုံးချကကိုရရောင်းနေခဲ့တာပါမနောကိုစိုက်မြင့်တတ်တဲ့သူလည်းဖြစ်တဲ့အတွက်ဒီနာမည်ကိုတုံးထားခဲ့တာပါအခုလိုနာမည်လေးတုံးထားတဲ့ပုံမှာမနောကတော့သဘောကျနေတာပါသူ့နာမည်ကိုတုံးပြီးကိုရရောင်းနေတဲ့ဆိုင်ကိုလူများသိအောင်ပါဗီဒီယိုလေးနဲ့မိတ်ဆက်ပေးလိုက်တာပါမနေ့ကကိုရဆိုင်ထဲမှာကိုရဝင်ရောက်တော့တစ်တော်လေးဖြတ်ခဲ့တာပါ မနောဆိုတဲ့စိုင်းနမယ်လေးနဲ့မနောကိုယ်တိုင်ကွန်းရရောင်ပြီးဈေးရောက်နေကြတာဖြစ်ပါတယ်မနောကကိုယ်တိုင် ဝင်ရောက်တဲ့အတွက်ဗီဒီယိုလေးကတော်တော်လေးကိုပေါက်သွားပါရယ်ဆိုင်းနမကလည်းမနှောဖြစ်တဲ့အတွက်ပို့ပြီးတော့ပေါက်သွားခဲ့တာပါမနှောကကွန်းရရောင်းရင်းနဲ့အားပေးပါအောင်ဆိုပြီးပြောဆိုနေတာပါစားနောက်နေခဲ့ပြီးမယ်မနှောရဲ့ပုံစံလေးကြောင့်အဝေးပြေးလမ်းမပေါ်ကကွန်းရဆိုင်လေးကိုလူများကလည်းတည်သွားပါပြီမနှောကသူ့နာမည်နဲ့ဖွင့်ထားတဲ့ဆိုင်လေးကိုပရိသတ်တွေသိအောင်ပါကြီးညာပေးလိုက်တာပါဒါကြောင့်မလို့လေပရိသတ်တွေကတော့ချီးကျူးနေကြပါတယ်မနှောကစိတ်ရင်းစိတ်နာကောင်းတဲ့သူတယောက်ဆိုပြီးချီးကျူးနေကြတာပါသူ့နာမည်ကိုတောင်းပြီးဇင်ရောက်နေတဲ့ပုံမှာဆိုင်ရဲ့အမှန်နဲ့ရောင်းကောင်းအောင်ကိုကြီးညာပေးနေ ာပါမနှောကိုတိုင်ကြီးညာပေးတာဖြစ်တဲ့အတွက်အဆိုင်ကလည်းပေါက်သွားမှသိကြပါပဲအဝေးပြင်းလန်းကိုရောက်နေတဲ့သူတွေကမနှောကိုတိုင်ဇင်းရောက်ပေးတဲ့ဆိုင်လေးဆိုပြီးအားပေးကြမှာဖြစ်ပါတယ်မနှောကသဘောဖြူပြီးစိတ်ငြိမ်းလဲကောင်းတဲ့ပြင်မာနာလည်းမကြည့်ပါဘူးပရိသတ်တွေကိုဆိုရင်လည်းအမြဲတမ်းစားနောက်နေတတ်တာပါဖျားဆင်းတူတော်ရောက်နေဆိုင်ဖွင့်ထားတဲ့အတွက်ပရိသတ်တွေကလာရောက်အားပေးကြရင်လည်းစားနောက်ကရောက်တတ်တာပါဆိုင်ကိုလာလို့ရတယ်ထမင်းတော်မကျွေးဘူးဆိုပြီးစားနောက်ပြောဆိုတတ်တာတွေလည်းရှိပါတယ် မနောကိုချစ်တဲ့ပရိသတ်တွေကရှိုးပွဲတွေပြန်ပြီးတော့ဖျော်ဖြေစီကြပါတယ်ရှိုးပွဲတွေဖျော်ဖြေပြီဆိုရင်မနောကစားစားနားနားနဲ့ပရိသတ်တွေကိုဖျော်ဖြေပေးတာမျိုးကြီးရှုရသူအတွက်ဘဝမော်ရီခဏတာပြေပြောင်းစေပါတယ်ဒါပေမဲ့မနောကတော့ရှိုးပွဲတွေလုံးဝမဖျော်ဖြေဘူးလို့ဆုံးဖြတ်ထားပါတယ်တခြင်းအစ်တွေကြောင့်မဟုတ်ဘဲနဲ့ဘဝကိုရိုးရှင်းစွာဖျက်တမ်းနေတာပါငလင်ဘေးတုန်းကလည်းမနောရဲ့နှစ်ထပ်တိုက်တည်ကြီးကငလင်ကြောင့်တအိမ်လုံးပြိုကျပြီးပျက်စီးဆုံးရှုံးခဲ့ရပါတယ်ဒါပေမဲ့အပြက်သဘောတရားကိုသာလက်ခံကအပြုံးမပြတ်ပင်ဆက်လက်ဖျက်တမ်းနေတာပါမနောရဲ့စိတ်ထားလေးကိုကြည့်ပြီး တခြားဆုံးရှုံးရသူတွေမှာလည်းအတူယူနေတာပါပရိသတ်တွေပေါ်မှာစိတ်ရင်းမှန်တဲ့ဆက်ဆံတတဲ့မနောပေါ်ပရိသတ်တွေရဲ့မြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းလူပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလုံးဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and follow လုပ်ပြီးအားပေးခဲ့ပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်